Good day to my fellow students. My name is Modu Jo. I'm here to discuss the topic of Unit 2 Listening and Speaking. Hobby Unit 2မှာရှေ့မှာဆရာတို့ reading တွေဖတ်သွားတယ်, vocabulary တွေတူတူကြီးခဲ့တယ်เนาะ comprehension တွေလည်းဖြည့်ခဲ့ပြီးပြီး grammar ကိုလည်းဆရာတို့ကြည့်ခဲ့ပြီးပြီဆိုတဲ့အချိန်မှာ listening and speaking ပေါ့လေအဲ့တော့ဒီမျိုး listening skill speaking skill တွေကိုလေ့ကျင့်ဖို့အချိန်ရောက်လာပြီအဲ့တော့ဒီမှာဆိုလို့ရှိရင်သူက instruction နဲ့စပြီးတော့ပေးထားပြီ listen to four students ကျောင်းသား၄ယောက်ပြောတာကိုနားထောင်မယ်ကျောင်းသား၄ယောက်ကဘာပြောမှာလဲဆိုတော့ talking about what makes them happy ဘယ်အရာကများသူတို့ကိုပျော်စေတဲ့အရာဖြစ်မလဲဆိုတော့ကျောင်းသား၄ယောက်ကပြောပြသွားပါလိမ့်မယ်အဲ့အခါမှာဆိုရင် match the student want to forward things a to e ဘသူက ဘာအကြောင်းပြောတာလဲတအားတို့ပြီးတော့ပြန်ပြီးတော့ရွေးပေးပါเนาะဒါမှအဲ့မှာဆိုရင်တော့ကျောင်းသား၄ယောက်ဒီခေါင်းစဉ်က၅ခုဖြစ်နေခါကျတခုကတော့ပုံနေမှာပေါ့လေအဲ့ကြောင့်တော့ there is extra လို့သူကပြောတာတခုတော့ပုံနေလိမ့်မယ်အဲ့တော့ကျောင်းသား၄ယောက်ပြောတာကိုနားထောင်ကြည့်ပြီးတော့မှဘသူကဘာအကြောင်းပြောလဲတအားတို့ပြီးတော့ရွေးကြည့်အောင်အဲ့နံပါတ် A မှာဆိုလို့ရှိရင်သူပြောရတာက spending time with friends เนาะနံပါတ် A မှာသူပြောရတာဒီ spending time with friends တကယ်ချင်းနေနဲ့အချိန်ကုန်တဲ့အကြောင်းပြောသွားတယ်။တကယ်ချင်းနဲ့အချိန်ကုန်တာတဲ့သူ့အတွက်ပြောစရာကောင်းတယ်လို့ပြောသွားတာ အဲ့တော့ student 1 2 3 4မှာဘသူကဒီကြောင်းပြောလဲစဉ်းစားပြီးတော့တွဲမယ်ပြီးမှဆိုကိုင်း shopping မော်လဲ shopping ထွက်တဲ့အကြောင်းဆိုလို့ရှိရင်လည်းဒီ shopping ထွက်တာကသူ့ကိုပျော်စေတာက student A လား1လား2လား3လား4လားဒါပြန်ပြီးတော့စဉ်းစားပြီးဝင်အော် going shopping ကပဲ student လေ student 1လား2လား3လား4လားမှန်တာကိုကပြန်ပြီးတော့တွဲမယ်ပြီးရင် playing sports အားကစားလုပ်တာကပျော်စေတာလားအားကစားလုပ်မှဆိုယောက်ျားလေးဆိုဘောလုံးကန်တဲ့အချိန် เนาะမင်္ဂလေးဆိုတာတန်းနေစိုက်တဲ့အချင်းဆိုတာချို့မင်္ဂလေးဆိုဒီလိုပြောရအဲ့တော့ကိုယ့်အတွက်အားကားစားလုပ်နေတဲ့အချင်းတွေပြောစရာကောင်းတဲ့အချင်းလို့ပြောသွားတာကဘယ်ကြောင့်သားလဲစဉ်းစားပြီးတော့ကိုဟာတွဲကြည့်မယ်နံပါတ်2ကြော spending time with family members ကိုမိသားစုနဲ့အချိန်ကုန်တာဒီပျော်ဖို့ကောင်းတယ်လို့ပဲကြောင်းသားကပြောသွားလဲစဉ်းစားမယ်ပြီးသွားလို့ရှိရင်တော့ having time to walk အလုပ်ကိုတိကျအချိန်ပေးပြီးတော့လုပ်တာဒီကိုအတွက်ဒါပြောစရာပဲလို့ပြောသွားတဲ့ကြောင်းသားရှိလားကြည့်မယ်ဘယ်ကြောင်းသားကပြောသွားလဲပြန်ပြီးတော့တွေ့ကြည့်မယ်ဟုတ်ပြီ

For example, it doesn't always happen, but when it does, I am really happy. I love being with my friends. Eating out with friends is a great time for me. We usually have a chat about friends, movies, and families. This makes us forget all our problems and we enjoy ourselves, reducing all the stress we have at school. Happiness is when I'm in a worry free state at weekends. I can enjoy reading a good novel with a cup of hot coffee. I really enjoy spending time like this at weekends, not thinking about busy weekdays at school. Just living on my own makes me really happy. The thing that makes me really happy is going shopping. I like it when I go out shopping for the things I really want. Even if I don't find the things I want to buy, I do the window shopping and come back with home with satisfaction. ဟုတ်ပြီကဲပြီးတော့နမတ်ပီမိကုန်းလေးကိုဆက်လို့ကြည့်အောင်နမတ်ပီကျတော့သူကပြောတယ် listen again နောက်တစ်ခေါက်နားထောင်ပါ and decide if each statement is true or false ဒီစာကြောင်းလေးတွေက true လား false လားနော်ဒါညီမလို့ဆိုရင်တော့မှားမှန်ဖြေရတာပေါ့က true false ပြန်ပြီးတော့ဖြေပြပါ student 1ကကျတော့ he always plays football in the playground ကစားကွက်မှာသူမြဲတယ်ဘောလုံးကစားတဲ့အချိန်ပါလားမပါလားထောင်မယ် buy in true ပေါ့မ buy in false ပေါ့ being his team never wins whenever they play သူတို့ကစားတဲ့သူတင်းကအများနဲ့ရှုံးနေဆိုတော့ အဲ့အကြောင်းပြောသွားလားမပြောသွားလားကိုကြည့်မယ်ထုံးစံတိုင်းပြောသွားလို့ရှင် true မပြောသွားရင် false ပေါ့ student 2 she likes to go out with friends i have a cat အပြင်ထွက်မယ်ကျောင်းတော်ကမွေးမယ်တင်ငါကျစ်စင်နဲ့ပြင်ထွက်ရတာကြိုက်တယ်ကျောင်းတော်ကမွေးမယ်ဒီအကြောင်းပြောသွားလား true false ကိုပြန်ပြီးစဉ်းစားမယ် she thinks eating out with friends နောက်တင်ငါကျစ်စင်နဲ့ပြင်ထွက်ပြီးတော့စားတာဒီ is a way of reducing all the stress သူရဲ့ PR တွေအကုန်လုံးစိတ်ဖိအားတွေအကုန်လုံးရှော့ချမယ် she is at school ကျောင်းမှာရှိခဲ့တဲ့သူရဲ့စိတ်ဖိအားတွေအကုန်လုံးကိုရှော့ချဖို့ ်ထရနီလန်ဒီတငငယ်ချင်းနဲ့အပြင်ထွက်စားတဲ့နီလန်ပဲလို့သူကတွေးတယ်။ဒီအကြောင်းပြောသွားလားမပြောသွားလားလိုက်ကြည့်မယ်။ Student 3မှာဆိုလို့ရှိရင်လည်း she thinks that reading a good novel while drinking a cup of her coffee နော်ဒီ coffee ပူပူလေးတစ်ခွက်လောက်တောက်ပြီးတော့မှဝတ္ထုကောင်းကောင်းလေးတစ်ပုဒ်ဖတ်ရတာဒီ makes her really satisfied သူတို့အရန်ကိုစိတ်ကြည်ညာစေတယ်ဆိုတဲ့အကြောင်းလေးပြောသွားလားကြည့်မယ်။ True false စဉ်းစားမယ်။ပြီးတော့ရင်နောက်တစ်ကြောင်း she often thinks about her work during weekends ဒါပိတ်ရမှာ သူအလုပ်လုပ်မယ်ဆိုတဲ့အကြောင်းလေးသူအလုပ်ကြောင်းတွေးရတယ်ဆိုတာလေးပါလားမပါလားကိုပြန်ပြီးတော့ကြည့်မယ်စူရာ4အကြောင်းပြောရတယ်ဆိုရင် he is disappointed သူကစိတ်ပြတ်တယ် when he cannot find the things he want to buy သူဝယ်ချင်တဲ့ပစ္စည်းမတွေ့ရင်သူကစိတ်ပြတ်လက်ပြတ်နေဖြစ်တတ်တယ်ဆိုတော့ဒါလေး true force ဖြေကြည့်မယ်နောက်ဆုံးတစ်ခုကတော့ he always does the window shopping without buying anything ဘယ်ဟာမှမဝယ်ဘဲနဲ့ window shopping အများနဲ့သွားတယ်ဆိုတော့ဒါ true force ဟုတ်လားမဟုတ်လားကိုပြန်စဉ်းစားပြီးတော့ဖြေကြည့်မယ်ဟုတ်ပြီအဲ့တော့ဆေးဥဒုတိယတစ်ခေါက်ပြန်ပြီးတော့နားထောင်ကြည့်ရအောင် I love playing football with my friends. I usually play football after school, mostly in the playground, but sometimes in the street. When my team wins, for example, it doesn't always happen, but when it does, I am really happy. I love being with my friends. Eating out with friends is a great time for me. We usually have a chat about friends, movies, and families. This makes us forget all our problems, and we enjoy ourselves reducing all the stress we have at school. Happiness is when I'm in a worry free state at weekends. I can enjoy reading a good novel with a cup of hot coffee. I really enjoy spending time like this at weekends, not thinking about busy weekdays at school. Just living on my own makes me really happy. The thing that makes me really happy is going shopping. I like it when I go out shopping for the things I really want. Even if I don't find the things I want to buy, I do the window shopping and come back with home with satisfaction. အလုံးပြီးသွားပြီဆိုလို့ရှိရင်နောက်ဆုံးတစ်ခုလောရမှာလည်းရှိတယ်။ Impairs เนาะတကယ်ချင်းအတူတူတောင်းမှုနဲ့တယောက်တည်းဆိုလို့ရပါတယ်ပြဿနာတော့မရှိပါဘူး။ Create a dialogue စကားလေးတစ်ခုနော် dialogue လေးတစ်ခုပြောကြည့်မယ်။ what makes you happy ဘယ်အရာကကိုယ်ကိုပျော်စေတာလဲအောက်ကမိကုံးလေးဖြည့်ရင်းနဲ့မှဘယ်အရာကကိုယ်ကိုပျော်စေလဲကိုယ်ကိုပျော်စေတဲ့အရာဘာလဲဆိုတာကို share student ၄ယောက်ပြောသွားတဲ့ပုံစံတိုင်းကိုယ်ကလည်းလိုက်ပြီးတော့ပြောကြည့်ရအောင် what when do you feel happiness ပျော်ရွှင်မှုကိုမဲ့ပဲအချိန်မှာခံစားရလဲကိုယ်ဘာလို့ဝင်ပျော်လဲကိုယ်ဘယ်အချိန်မှာပျော်လဲဆိုတာစဉ်းစားပြီးတော့ပြောပါ What things in your house make you happy? မိမရှိတဲ့ဘယ်အရာလေးတွေကမင်းကိုပျော်စေရလဲ ကိုမူရတဲ့ခွဲလေးတွေကြောင်းလေးတွေလားကိုကိုရဲ့ကွန်ပျူတာမှာဂိမ်းဆော့ရတာပျော်မလားဖုန်းနဲ့အင်တာနက်ကြည့်ရတာပျော်မလားမဟုတ်ကိုစာအုပ်လေးတွေဖတ်ရတာပျော်မလားအမျိုးမျိုးဖြစ်နိုင်တယ်အဲဒါလေးစဉ်းစားပြီးတော့ကိုအတွက်ပျော်စရာကောင်းတဲ့အရာလေးကိုဖြည့်ကြည့်မယ် Are you happy right now ခုချိန်မှာမင်းဘဝကပျော်စရာကောင်းနေလား why or why not ဟုတ်တယ်ဆိုလဲဘာလို့လဲမဟုတ်ဘူးဆိုလဲဘာလို့လဲပေါ့ဒါလေးကိုဖြည့်ကြည့်မယ်ပြီးတော့ရင် want to less laugh a lot ကိုလှိုက်လိုက်လေရီခဲ့တာเนาะအများကြီးရီခဲ့တာကွာ ဘယ်တော့မှလဲတဲ့နောက်ဆုံးကဘယ်အချိန်တုန်းကမြကိုအဲ့လိုမျိုးရီမောပျော်ရွှင်ခဲ့တာမျိုးရှိလဲ Where were you at the time အဲ့ချိန်တော့မင်းကဘာမှရှိခဲ့တာလဲဒါလေးတွေဖြေကြည့်ပြီးတော့ကိုခုနကចောင်းသား၄ယောက်လိုမျိုးပဲကိုရဲ့ပျော်ရွှင်စေတဲ့အရာကဘာလဲဆိုတဲ့ဟာလေးဒိုင်ယာလိုလေးတစ်ခုတိစောက်ပြီးတော့ပြောကြည့်ပါဒီဝိုင်းတော့ဒီနောက်မှာတင်ငယ်ချင်းရှိရင်လည်းဒီတင်ငယ်ချင်းနဲ့အတူတူဒိုင်အောင်လေးလေးကိုပြောပြီးတော့ practice လုပ်ကြည့်မယ်။ဒါလေးတွေလုပ်ကြည့်လို့ရှိရင်တော့တအားတမီတို့ရဲ့ listening နဲ့ ဒါ speaking skill ပို့ပြီးတော့ကောင်းလာမယ်လို့ဆရာယုံကြည်ပါတယ်။ဒါတို့သူတို့ကျေးဇူးတင်ပါတယ်။ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။